အမေအဖေရဲ့အပေါ်မှာစိတ်ကလေးတောင်းမကွက်စေခြင်းဟုဦးဇင်းတို့ကဟုတ်လားအမေအဖေလည်းပုထုရှင်ပဲမဟုတ်တာတွေရှိမှာပဲမကောင်းတာတွေရှိမှာပဲကိုယ့်အပေါ်ဆိုးတာတွေရှိမှာပဲသို့သောအဲ့ဒါတွေကမပြောပါတော့ပါသူတို့ကကိုယ့်အပေါ်မှာကောင်းတာတွေသူတို့ကကိုယ့်အပေါ်မှာထားတဲ့မေတ္တာတွေနဲ့စာရင်ကိုယ်စိတ်တိုင်းမကြတာသူတို့မကောင်းတာတွေကနည်းနည်းလေးပါဟုတ်ရဲ့လားကိုယ်စိတ်တိုင်းမကြတာလေးနည်းနည်းအတွက်နဲ့ ်အင်မတန်ကျေးဇူးကြီးတဲ့အင်မတန်မေတ္တာကြီးတဲ့မိခင်ဖခင်တို့ရဲ့အပေါ်မှာစိတ်ကလေးနဲ့ပြမမယ်ဆိုလို့ရှိရင်အဲ့ဒါအင်မတန်ကြီးတဲ့အဖြစ်ဖြစ်မယ်ဟုတ်လားသူတို့ရဲ့မကောင်းတာလေးနင်းနေကိုသူတို့ရဲ့မကောင်းတာလေးနင်းနေနဲ့သူတို့ရဲ့ကောင်းတာတွေအကုန်လုံးကိုဖုံးပစ်ခြင်းလို့ရမလားမရပါဘူးဗျမရပါဘူးဟုတ်လားဒါကြောင့်တည်င်ကကိုယ်စိတ်တိုင်းမကြမှုကလေးကိုယ်အလိုဆန္ဒလေးနင်းနေလေးမပြည့်တာလေအမေဖေရဲ့အပေါ်မှာစိတ်မကွက်လိုက်ပါနဲ့ကိုယ့်ပေါ်မှာကောင်းခဲ့တာတွေအနန္တ ရှိခဲ့တဲ့မေတ္တာတွေအနန္တအကြီးကြီးမရှိဘူးလားရှိတယ်ဘယ်သူနဲ့မှမတူတဲ့မေတ္တာနဲ့ချစ်ခဲ့တာဟုတ်ရဲ့လားအဲ့ဒါတွေကိုပြန်စဉ်းစားပြီးတော့အကယ်၍မဲအမေရဲ့အဖေရဲ့ပုံမှာစိတ်တိုင်းမကြတာရှိခဲ့ရင်ဩသူတို့လည်းပူထူခြင်းပဲလောဘဒေါသတွေပယ်သေးတာမှမဟုတ်ပဲမာတာတွေရှိမှာပေါ့အဲ့ဒါတွေကိုနားလေခွန့်လွတ်ပြီးတော့ကောင်းခဲ့တာတွေကြီးခဲ့တဲ့မေတ္တာတွေများခဲ့တဲ့ကျေးဇူးတွေကိုစဉ်းစားပြီးတော့အမေဖေရဲ့အပေါ်မှာ ကျွစုလုံကျွေးတဲ့စိတ်ကျွစုလုံကျွေးတဲ့အမှုရာတွေရှိဖို့မလိုဘူးလားအကယ်၍ပစ္စည်းဥစ္စာမတတ်နိုင်ဘူးဆိုရင်လည်းပဲလူတိုင်းတတ်နိုင်တာရှိပါလေအဲ့ဒါကဘာလဲဆိုတော့ချိုတာတဲ့ဝစီကအေးချမ်းတဲ့မနောကံမြစ်တာလောက်တော့လူတိုင်းပေးနိုင်ပါလေဗျတချို့အဲ့ဒါတောင်ပြန်မပေးဘူးနော်အမေဖေကိုအဲ့ဒါလေးတောင်ပြန်မပေးဘူးနော်ကျွေးရမယ်မွေးရမယ်ဆိုတာဝေးရောဟုတ်လားချိုတာတဲ့စကားလေးလောက်တောင်ပြန်မပေးနိုင်ဘူးအမေအဖေကို ခြူတာတဲ့မြစ်တာလေးလောက်တော့ပြန်ပြီးတော့မပေးနိုင်ဘူးဟုတ်ရဲ့လားဦးဇင်းတို့အမေအဖေဆိုတာသားသမီးတွေရဲ့အပေါ်မှာဘယ်သူနဲ့မှမတူတဲ့မေတ္တာနဲ့ချစ်တာ